်ခိုးလွှမ်းနေတာမဟုတ်ဘူးမန်စတီးစိုးတွန်းနေတာဖူးဝမ်းနေအလဲအလုံးမင်္ဂလာပါကျွန်တော်တို့ဘူတက်ကြီးပါမန်စီးတင်းနေကိုမြေတင်ဆက်ပေးနေတယ်မန်စီးဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်ဗီဒီယိုလေးမစတင်ခင်မှာညီကိုလေးအလုံးမြေတရက်ခံကျင်တာကကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးတွေကို VPN လေးခံပြီးတော့ကြည့်ပြီးပို့တောင်းဆိုကြပါရစေ။အဲ့တော့ မန်စတီးက4-1တဲ့เนาะကျွန်တော်တို့ဒါချီကျူးစရာတွေရမ်းများတယ်ဗျာနိုင်တာဦးဗျာချီကျူးစရာတွေကပြောစရာတွေတပုံတပင်ဟာကွက်လို့မရှိတလောက်အောင်ကိုကောင်းလွန်လာတဲ့ခန်စစ်ဟာကွက်လို့မရှိလောက်အောင်ကိုကောင်းလွန်လာတဲ့ဂိုရမာတိုက်စစ်ကပြောစရာမလိုအောင်ဂိုတွင်းကောင်းလာတဲ့အယ်လန်ဟာလန်ကျွန်တော်အယ်လန်ဟာလန်အခွင့်အရေးတွေဖန်တီးပေးခဲ့တဲ့ရိုင်းဒါစ်ဒိုကူ အဲပြလို့ရှိရင်ကျွန်တော်ဒီနေ့မှာနှစ်ဂိုးတွင်းပြီးတော့ man of the match အကောင်းဆုံးကစားမဆုကိုရရှိထားတဲ့ free food အိုးပြောရမယ်ဆိုလို့ရှိရင် ပြောစရာကြီးကုံမမထင်ပါဘူးဗျာဒိုကူကိုပဲပြောရင်ကောင်းမလားစာပင်ညိုကိုပဲပြောရင်ကောင်းမလားဒါမှမဟုတ်လို့ရှိရင်အတန်တိတ်ဒါအမေရောခံတူရဲကောင်းလို့ဆိုရမယ်ဒါနီကိုဂွန်ဆာလက်ကြောင်ပဲပြောရင်ကောင်းမလားအိုးပြောစရာကြီးတော့စုံနေတာပါဗျာဘယ်သူ့အကြောင်းစပြောနေမှန်းတော့မတိတော့ပါဘူးကဲစလိုက်ကြအောင်ဗျာလို့နော် food and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  ီကောင်တော်တော်ကိုကောင်းတဲ့ကောင်လေးဗျာတော့ကျွန်တော်တို့ဒါဒီလူကစားသမားလေးကိုအကယ်ဒမီကနေရလိုက်တယ်ဆိုတော့ယုံကိုမယုံနိုင်ဘူးဗျာနော်ဖိုရန်ချီစမ်းနေဆိုခင်ဗျအခုခေတ်ပေါက်ဈေးနေဆိုအနည်းဆုံးတန်150ပဲဒါအနည်းဆုံးဈေးနော်တန်တရာ90ရမှာပဲဖူရန်လူကောင်မျိုးရတာဗျာလို့နော်လုံးဝဘောလုံးခမနေရချင်းလေးထဲမှာပေးလိုက်ဘောလုံးအထင်းထင်းလေးနဲ့ခနာကိုတပတ်လှည့်ပြီးတော့ဒီရမလားလုံးဝ360လှည့်ပြီးတော့ဒိန်းငနဲ့ကန်သွားတဲ့အလုံးကြီးကိုကျွန်တော်အကျိန်ပေါင်းများစွာမြင်တွေ့ခဲ့ပြီးပြီ အခုညကဒါပွဲမှာဆိုလို့ရှိရင်လဲအဲ့လိုအလုံးမျိုးတွင်းပြလိုက်ပြန်ပြီဗျာလို့နော်ပထမဆုံးအလုံးကျွန်တော် riders ကထိုးပေးလိုက်တယ်လုံးဝခနာကူတပတ်လက်လှဲ့ပြရနဲ့ကျွန်တော်ဒါလုံးဝဂူရမဘလူမကိုကာဝယ်လို့မရတဲ့တောင်ချင်းဒီတောင်လေးတော့လှန့်ထက်လိုက်တာအตาလေးမဲ့နော်သူများရဲ့လိုကစ်ချက်ပါဝါပြင်းပြင်းကြီးနဲ့ကန်တာလည်းမဟုတ်ဘူးလုံးဝစကေးပူဖြစ်တယ်ဆိုတော့ပြတ်တတ်သွားတဲ့ဂူတကူလို့ကျွန်တော်ပြောလို့ရရပြလို့ငကယ်စောက်ရမ်းလှတဲ့ဂူတကူ လှတော့မှတော်တော့ကိုလှတဲ့ကိုပြန်ပါလေနော်ပြီးတော့အဲ့ကိုပို့ပြီးတော့လှပတော့စီတာကဒါမန်စရီတင်းနဲ့ဒေါ်မွန်တင်းတို့ရဲ့အဖွင့်ပွဲအဖွင့်ဂိုးလို့ပြောလို့ရတယ်ဗျာလေနော်အဲ့တော့အဖွင့်ကိုဖြစ်တော့တာလေးကပူလှရွာစီတာအဲ့ဒါတကူပြီးရင်ဒုတိယတလုံးကျတော့ကျုံဒီဘက်ကစာပင်ညောကနေပြီးတော့ဆွဲလာတယ်ဆွဲလာပြီးတော့ကျုံဒီဘက်ကိုဖြတ်တင်ပေါ်ပေးတယ်နောက်တန်းလူတွေနဲ့ထိပ်ပြီးတော့ပြန်ရှန်ထွက်လာတယ်ဒိုကူးစီကိုရောက်တယ် ဒိုကူကအတာလေးဖြတ်ပြီးတော့ဗျာလို့တခါလဲဘောလုံးမျောပြီးတော့ဒီကောင်ရဲ့ပြေးရနဲ့ကြော်တယ်ကြော်ပြီးတော့အေရီယာတွေကိုပြန်ချိုးပစ်လိုက်တယ်အဲလန်ဟာလန်ပြေးပြီးတော့ကန်ချလိုက်တာဗျာလို့နော်လုံးဝတိုက်စစ်မှုဆိုတာဒါဘာလားဆိုတဲ့ခံစားချက်မျိုးရသွားစေတယ်ဗျာလို့နော်ကပအကောင်ဆုံးတိုက်စစ်မှုဆိုတာဘာလဲဆိုတဲ့ကန်ချက်မျိုးနဲ့အဲလန်ဟာလန်ကန်ပြတော့တာကန်ချက်ကြီးပြင်းလာတော့မှမင်းနဲ့ဗျာအေဒီကိုပိုက်ကြီးတော့ပောက်ထွက်သွားနိုင်တော့တဲ့ကန်ချက်မျိုးနဲ့ကန်လိုက်တာဗျာလို့နော်ကျွန်တော်တို့မြန်မာနိုင်ငံက ဂူးပိုက်ရည်ဆိုလို့ရှင်အဲ့ဂူးကပေါက်ကူပေါက်လာမှာအလောက်ကိုကန်ချက်ပြင်းတာဒါတို့နိုင်ငံတွေကဂူးပိုက်တယ်မလို့အလောက်မပေါက်တာဗျာနော်အဲ့ဒါစဉ်းစားကြည့်တော့အဲဟာလန်ရဲ့ကန်ချက်ဘလောက်တော့ပြင်းလဲဗျာကနော်တတိယတလုံးဖိုရံမဲ area ထိတ်ကနေပဲကံမြန်ပြီဗျာလို့နော် area ထိတ်ကနေကံပြီဆိုဘယ်သူလဲမမေးနဲ့ဖိုရံမဲဂိုးလာမမေးနဲ့ဂိုးတယ်တကယ်ကိုကောင်းတဲ့ဖူရန်ဆိုတာအဲ့လိုကောင်မျိုးပြရတော့နော်ကွင်းလဲဆိုတာအဲ့လိုမျိုးဖြစ်နေရမှာ ဖန်တီးမှုတွေတွင်းကိုတွေကိုလိုအပ်တဲ့ချိန်မှာလိုအပ်တယ်လို့ဖန်တီးပေးနိုင်တာတွင်းပေးနိုင်တာအမှဒါကွင်းလေကစားမှာစစ်စစ်လို့ခေါ်တာတကယ်ကောင်းတဲ့ဖူရံပြားလို့နော်နောက်ဆုံးတလုံးအရောပြားလို့နော်ချက်ကီတကယ်ကောင်းတဲ့ကောင်ပြားလို့နော်ပွဲထွက်ကစားမှာဒါသူပါဝင်ခွင့်ရတဲ့ဒါကရာဖောင်ကတ်မှာဆိုလဲချင်းစမ်းပြခဲ့တယ်ဒီဘုံမောင်းတဲ့ပွဲမှာဆိုရင်လေဟာလန်တွင်းနဲ့နှလုံးအဆစ်လုပ်ပေးနိုင်ခဲ့တယ်ဟောဒီနေ့မှာကျွန်တော်လူစားဝင်ကစားသမားအနေနဲ့ပါဝင်ရပြန်တော့လဲနောက်ဆုံးအနိုင်ပိတ် ဂိုးလေးကိုတွင်းပေးသွားပြန်နေရဲ့ဗျာဖိုးဝမ်းဆိုတော့ဖြစ်သွားမဲ့ဂိုးလေးကိုဒီကောင်ကလှလှပပလေးပဲတွင်းပေးထွားတာခြေအောင်လေးပြကပြကပြကနဲ့အေးဒီဂိုးတဲလေးကိုတားလေးကန်တွင်းထွားတာလှဗျာတိတ်ကိုလှရဗျာလို့နော်တကယ်ကောင်းတဲ့မန်စီးတီးလို့နော်ဒီနိုင်ပွဲကြောင့်ကျွန်တော်တို့မန်စီးတီးတင်းကဒါချန်ပီယံလိအမှတ်ပေးစရာရဲ့အဆင့်၄နေရာကိုတလန်းလို့သွားခဲ့ပြီးပြီးလို့ရှိရင်နောက်ထပ်စံချိန်တစ်ခုကအဲလန်ဟာလန်း ။ဘာလဲဆိုလို့ရှင်မတူညီတဲ့အတင်း၃တင်းနဲ့ချန်ပီယံလိပြိုင်ပွဲမှာ၅ပွဲဆက်တိုက်ဂိုးတွင်းနိုင်တာရတယ်နော်။ဒါအဲလင်ဟာလန်အဲ့တော့ဆဲဘက်ပြီးလို့ရှင်ဒေါမွန်အခုမန်စီးတီးအဲ့တော့အဲ့၃တင်းလုံးမှာကြာကျွန်တော်ကယ်ဗင်ဒီဘရိုင်းမပါပဲနဲ့တွင်းနိုင်ခဲ့တာ။နော်လူတွေကကယ်ဗင်ဒီဘရိုင်းကြောင့်ဒါအဲလင်ဟာလန်ကောင်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့စက်ရုပ်ကြီးကိုဝေဖန်ခြင်းနေကြတာ။ချန်ပီယံလိမှာ၅ဘွဲစတိုက်ဂိုးတွင်းနိုင်တာဆိုတာဟုတ်တယ်မလားမလွယ်ဘူးဗျာပိုဆိုးတာက၃နင်းနဲ့တောင်တွင်းယူတာမတူညီတဲ့အတင်းတင်း သုံးတင်းနဲ့တောင်တွင်းယူနိုင်တယ်ဆိုတာပို့ပြီးတော့ခက်ခဲသွားတဲ့ကိစ္စအဲ့ခက်ခဲသွားတဲ့ကိစ္စကိုလူတွေပြောနေကြတဲ့ Kevin De Bruyne မပါဘဲနဲ့ကိုပဲဒါတွင်းယူပေးထားခဲ့တာ Kevin De Bruyne ပါမှခြေစွမ်းပြနိုင်တယ်ဆိုတဲ့ကောင်တွေကိုဒါလုံးဝပါစပိတ်သွားစီရလို့ကျွန်တော်ပြောလို့ရရဗျာဟုတ်လား KDB ကတူအတူကောင်းနေတာ LH လည်းတူအတူကောင်းနေတာအဲ့နှစ်ခုပေါင်းဆက်လိုက်တော့ဆောင်ရင်ကြောက်စရာကောင်းနေတိုက်စစ်အတွေ့ဖြစ်ခဲ့တာဒါကို LH လည်းဝေဖန်ခြင်းတော့ ကေဗင်ဒီဘရိုင်းကြောင့်ဆိုပြီးတော့သူကပြောကျင်နေကြတယ်ဗျာဟောအခုအဲလန်ဟာလန်ကေဗင်ဒီဘရိုင်းမပါတဲ့ယာရီကြမှာပဲခြေစွမ်းနေရပို့ပြီးတော့တော့ကောင်းလာတယ်လို့ပဲဗျာလို့နော်လုံးဝအခုဆိုလို့ရှိရင်18ဂိုးတိတိတောင်တွင်းပြီးသွားပြီဒါမန်စီးတင်းအတွက်တကယ်ကောင်းတဲ့ဟာလန်ဘာမှကိုပြောစရာမလိုတဲ့ဟာလန်ဟောအခုဖိုရန်ကျွန်တော်ဂွာရီယိုလာဟိုတနည်းရပဲကျွန်တော်တို့ဒါ ညင်းညူလိုက်တယ်ဟာလန်ကြီးပဲဒါတွင်းကိုရင်မိခိုးလို့မရဘူးဆိုပြီးတော့တစ်ချက်ညင်းညူလိုက်တာဟောအခုဆိုလို့ရှင် O'Reilly Twin Baby Foreign Twin Baby တို့ပြီးဒီကစားသမားနှစ်ယောက်လုံးကကျွန်တော်တို့ Academy Dwet ကစားသမားလေးကြီးဆိုတော့ ပို့ပြီးတော့တောင်အချိုးဘောတကာလောင်းဆိုလိုလိုပို့ပြီးတော့ခြုံမြထွားတယ်ဗျာပြာလို့နော်အခုချက်ကီကလည်းဂိုးတွေတွင်းလာပြီဆိုတော့တေချာရဲ့ဟာလန်ကြီးပဲကျွန်တော်မိကိုစရာမလိုတော့ဘူးကျွန်တော်တို့အတင်းမှာဂိုးတွင်းတဲ့ကစားသမားတွေအများကြီးဖြစ်လာပြီအဲ့တော့နောက်ထပ်ပြောစရာတစ်ချက်ကကျွန်တော်တို့ဒိုကူလည်းတောင်မန်ကောင်းတယ်ပြီးရင်စာပင်ညိုကတောင်မန်လည်းတော်တော်ကိုကောင်းတယ်အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တောင်မန်တစ်ဖက်စီရနေပြီတစ်ဖက်ကောင်းတယ်တစ်ဖက်ကမကောင်းဘူးဗျာစာပင်ညိုဆောင်ရဲခြေစွမ်းပြနေဒိုကူဘက်ကငုတ်သွားတယ်ဒိုကူခြေစွမ်းပြနေလို့ရှိရင်စာပင်ညိုဘက်ကငုတ်သွားတယ်ဟောအခုကျတော့တောင်မန်နှစ်ဖက်စလုံးက အတွဲညီလာလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာနော်တကယ်ကောင်းတယ်ကွင်းလေကနီကိုဂွန်ဇာလက်ကတော့အထူးချီးကျူးစရာမလိုဘူးလူတွေကဂိုးတွင်းတဲ့လူတွေ assist လုပ်တဲ့လူတွေကိုပဲကျွန်တော်တို့အမှတ်ရကြပါမိ့။ဒါကွင်းလေမှာအကောင်းဆုံးပံ့ပိုးထားနိုင်တဲ့နီကိုဂွန်ဇာလက်ကိုတော့လူတွေကမေ့နေကြတယ်ဗျာနော်။သူရှိနေလို့ကျွန်တော်တို့မန်စီးတင်းကစားကွက်တည်ငိမ့်လာတယ်။သူရှိနေလို့မန်စီးတင်းခန်စစ်ကကစားသမားစိတ်ချရတယ်။သူရှိနေလို့ရှေ့တန်းကစားသမားတွေကျွန်တော်တို့ဒါတိုက်စစ်အခွင့်အလမ်းတွေပိုရလာတယ်။ဒါပေမဲ့လူတွေကဒါကိုမမြင်ကြဘူး။ဒါပေမဲ့ကျွန်တော်တို့မန်စီးဘန်တွေကတော့ ဂွန်ဇာလက်ဘလောက်အရေးပါလဲဆိုတော့မြင်တယ်ဂွန်ဇာလက်ကိုချီကျူးလိုက်ကြအောင်ပြန်လို့ဆောင်ရမ်းကောင်းတယ်အဲ့တော့ဘာပဲဖြစ်ကျွန်တော်မန်စီးတင်းအတွက်အနိုင်ရလက်ကဒါကျွန်တော်တို့ဂျင်းနက်စရာရလက်ဖြစ်တယ်လို့လာမယ့်အပတ်တကယ် big match တွေ့ရမယ်ဒါ premier league contender ပေါ့နော်ဒါ premier league ပြိုင်ပွဲအတွက်ပြိုင်ဘက်ဖြစ်တဲ့ liverpool တင်းနဲ့မန်စီးတင်းမှာမန်စီးကွင်းမှာကန်ရမယ့်ပွဲစဉ်အတွက် အားဖြစ်စေထားတဲ့ပွဲတော်ပွဲလို့ကျွန်တော်တို့တုံ့တက်လို့ရရင်လည်းလဘာဘူးနဲ့ပွဲအတွက်ကျွန်တော်ရင်ကုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြိုလို့နေပါ යි ဘယ်တင်နိုင်မလဲဆိုတာညီကူရောဒီပွဲကိုကျင်းနေကြရဲ့လားကောင်းဆုံးကစားသမားကိုပေးမယ်ဆိုဘယ်လိုဖြစ်မလဲကွန်မန့်မှာတစ်ချက်လောက်ရေးခဲ့ပေးကြပါအောင်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်အားလုံးထပ်ပြောပါမယ်ဂျေဇူးပါခင်ဗျ